ါမမအီတို့ဟိုအစကနေပြောမယ်ဆိုရင်တော့မအီဒီယူစနာပလာဇာနဲ့မင်္ဂလာဆေးတို့ဒီတိတ်ကြီးဆေးတို့တော့လက်ကားဖြတ်နေတိုင်းအနေနဲ့အဲစတာပေါ့နော်ဟိုလိုက်လွင်ဖြစ်တယ်ပေါ့နော်ကိုဗစ်ကာလမှာအဲ့အနေပြီးမှကိုလိုက်မှာဒါဝဲဒူဒီလိုအားပေးတဲ့လူရှိလို့ဒါမအီဆိုတာဖြစ်လာတာပေါ့ဒါမျိုးကနေပြီးတော့ဒီလိုမျိုးဆိုင်ကြိုးဆိုင်နဲ့ဖွင့်လာနိုင်တာလို့ပဲထင်တယ်ပေါ့ရှင်ဟုတ်ကဲ့ညနေတော့မနေ့ကဆော မာဝေကလေးဝေအမျိုးမျိုးရနိုင်တဲ့ကျွန်တော်ရဲ့စာအိအောင်မြင်စွာဘုရားကြောင့်ချင်းများပါတယ်ခင်ဗျာ။ကလေးလူကြီးလူငယ်မယွေကြားမမယွေကျွန်တော်အဝိထေရအစလူသုံးပေါ်ပစ္စည်းခြေစုံကောင်းဆုံးရှိနိုင်တဲ့ဈေးနှုန်းချူကာစာနဲ့လက်လက်ကားရနိုင်တဲ့ကျွန်တော်ရဲ့ဒါ အောင်ပြည်ဆုံးဆိုင်ကြီးကိုဒီနေ့မှာမကြာမီချိန်မှာဆိုရင်ကျွန်တော် Grand Opening အစီအစဉ်လေးဖွင့်နေမှာဖြစ်ပါတယ်။ဒီမန္တလေးဆိုင်ဆိုလို့ရှိရင်တော့မြင်းကြီးထပ်မှာဆိုလို့ရှိရင်တော့ဒီ Fancy ပါမယ်။အလကုံပါမယ်။နောက်ထပ် Main Gallery ဝအဆုံပါမယ်။အဲအနေပြီးတော့လေကားတက်ပြီးလေကားမှာဆိုလို့ရှိရင်လည်းအိတ်တွေအုပ်ထုပ်တွေတန်းစီတက်သွားပြီးတော့ဒူးရထပ်မှာဆိုမိုက်တို့ဒီကြားဝတ်ကလေးဝတ်အဆုံပေါ့နော်။မွေးကင်းစာအတုံးဆောင်လေးတွေထည့်ပေးထားတယ်။အဲနောက်တလွာဆိုလို့ရှိရင်တော့မိုက်တို့ဒီအာ Main Gallery အဝတ်အဆုံကိုမှနောက်ထပ် တီထပ်ပို့ပြီးစုံဟောက်ထပ်ပြီးတော့တလောထပ်တိုးထားတယ်မင်္ဂလေးဝုမာကိုတော်တော်လေးကိုပြည့်စုံတယ်လို့ပြောလို့ရတယ်အဲနောက်ဆုံးအလွာတော့ဟိုးစေးအနေနဲ့ထည့်ထားရဲ့ဒါတော့ဒီမန္တလေးမြို့ရဲ့34လမ်းနဲ့83 84လမ်းမှာရှိတယ်ကျွန်တော်လူကြီးလူငယ်ကြားမမရွေးအထယ်တွေကအစကျွန်တော်တို့ဒါ cosmetic တွေ fancy တွေအုတ်ထုတ်တွေအိမ်ကြီးတွေနောက်လွယ်အိတ်တွေအဲဒီဒီကျွန်တော်အောင်ပြေဆုံးရောက်လာမယ်ဆိုရင်ကိုလိုချင်းတဲ့ပစ္စည်းဒီ3000ပစ္စည်းအကုန်လုံးရရလဲပြီးတော့ဟောလာကြည့်လိုက်ပါဈေးကအရန်တန်တယ်ပစ္စည်းတွေအရန်ဆန်းဈေးကအရန်တန်ကြီး လက်လီလက်ကားလေးရတယ်နောက်သူကငကိုလေးရတယ် live မှာဆိုလက်ဆောင်တွေအများကြီးပေးပြီးတော့ဒါအောင်မြင်ခဲ့တဲ့အောင်ပြေဆိုဖြစ်တယ်ဒီနေ့မှာဆိုရင်တကယ်ဖျားဖို့ပြဖို့အတွက်ကျွန်တော်တို့ဒီခုံလေးတွေပေါ့နော်အကုန်လုံးကိုလက်ဆောင်ပေးတာလဲအရန်ကောင်းတဲ့အစီအစဉ်လေးပါဟုတ်ဗီတာမင်နဲ့ဇော်ရှိုင်းခက်ကိုလည်းဖိတ်ခေါ်ပါတယ်ပြီးဒီတော့ဆယ်လေးဖြစ်တဲ့ရမင်းသိန်းအမျက်တို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာနေရာယူပေးပါဦးခင်ဗျာ1 2 3ဟုတ်ကဲ့ပါအခုကျရင်စပြီးကျွန်တော်ရဲ့အောင်ပြေဆုံးရှားဝဲမဝဲကလေးဝဲအမျိုးမျိုးရနိုင်တဲ့ကျွန်တော်ရဲ့ ဆိုင်ဤအောင်မြင်သာဖွင့်ကြအောင်ရှင်းပြပါရခင်ဗျာကျွန်တော်ဒါကုစီရကျွန်တော်တို့မိတ်ဆက်ပေးရပါဘောเนาะဒီဆိုင်မှာတက်ဖို့အတွက်အဲ့မှာပုံထောင်ထားတဲ့အချိန်မှာကျွန်တော်ကအဲ့လိုမျိုးတခြားထိုင်းမင်းသမီးလားဒါမှမဟုတ်ဘီယန်နဲမင်းသမီးတယောက်ရဲ့ပုံကိုထည့်တာလားဘောเนาะထည့်တာလားသူတို့ခွင့်ပြုချက်ကိုတောင်းရလားမသိဘူးလို့တော့မှကျွန်တော်တွေးလိုက်သေးတယ်ဒီနေ့ကြမှာ อ่ะตะเกยบามาจนพี่ขึ้นพี่จะมินิปုံตองพี่เตะพี่ขึ้นพี่จะก็ตองให้ล่ะไม่ดีปะเนาะအဲ့လိုတော့တွေးထားတယ်ဗောမဆိုကျွန်တော်ဖလိုက်ရမှာတော့မှကျွန်တော်အဲ့ကြောင့်တင်အဲ့ပုံကိုကျွန်တော်ထည့်အောင်မထည့်ရဲဘူးဒီများပုံဖြစ်နေမှာဆိုလို့ဒီနေ့မှာပဲဒါဆိုင်ရှင်အမတကယ်ဆိုင်ရှင်အမဖြစ်နေတာဆိုင်ရှင်အမဖြစ်နေမှာအဲ့ဟောဗောအော်ကျွန်တော်မန်လေးမှာလောက်ချောတဲ့အမရှိပါရဲ့ဗော

အကျိုးစားပြီးတော့ live လွင်ဟို live လွင်ဖြစ်တယ်ပေါ့နော် covid ကာလမှာအဲ့အနေပြီးမှကို live မှာဒါ where do ဒီလိုအားပေးတဲ့လူရှိလို့ဒါမအီဆိုတာဖြစ်လာတာပေါ့ဒါမျိုးကနေပြီးတော့ဒီလိုမျိုးဆိုင်ကျိုးဆိုင်နဲ့ဖွင့်လာနိုင်တာလို့ပဲထင်တယ်ပါရှင်ဟုတ်ဒီမှာဒီဘက်မှာဆိုစိန်းနှုံရာကနန်းကနေစထောင်ကနန်းတောင်ကနန်းထိကိုတော့ရန်ထားပေးရပါတော့ပြောမယ်ဆိုရင်တော့အာလက်ကအရေအတွက်များများထွက်ဖို့ ပိုင်းကိုပဲဦးစားပေးရပေါ့အမျက်မြများရတယ်ဆိုတာထက်ကို quality ကောင်းကောင်းလေးနဲ့ကိုမိုက်တို့ဒီ customer လက်ထဲကိုစေနှုံးတက်တန်လေးနဲ့ဝယ်ပျော်တဲ့ပုံစံမျိုးဖြစ်အောင်ကိုဦးတည်ပြီးတော့လှုပ်ထားပေးရပါရှင့် ကိုအနေနဲ့ဘာပဲလို့လို့အောက်ပြေဆုံးမှာလာရောက်ပြောမှဝယ်ယူအားပေးနိုင်ပါတယ်လို့အောက်ပြေဆုံးလည်းဒီထက်မကတော့ဆိုင်ခွဲပေါင်းများစွာကိုလည်းဖွင့်နိုင်ပြီးတော့ customer ရဲ့ချစ်ခြင်းမေတ္တာတွေကိုအများဆုံးရရှိပါစေလို့ဆုတောင်းပေးပါတယ်ညာ တကယ်ကိုကျေးဇူးတင်တယ်။ဘာလို့ဆိုဒီနေ့အမားတို့လုပ်တဲ့ကုသိုလ်ကအရင်မွန်မြတ်တယ်။ဟိုလူအယောက်တရားစားပေါ့နော်။ဒါဖះစာုပ်တင်တဲ့အစဉ်ပေါ့နော်။အဲ့အစဉ်လေးပထမရွတ်တဲ့ခုံပေါ့။ကိုယ်ရင်လည်းဖះတရားဖះတရားအရင်လုပ်တဲ့သူဆိုတော့ကြတော့ဒီလိုမျိုးကုသိုလ်မျိုးလုပ်တာအမားတို့ကျေးဇူးတင်တယ်။ ဖះတရားမလုပ်ဖြစ်ဘူးဆိုရင်တော့မဒါလေးရှိနေတဲ့စိတ်ဆိုရယ်စိတ်နဲ့ကြောင့်မို့အိမ်မှာငါဒီနေ့တော့ဖះရှိကိုလာအောင်မယ်ဆိုတော့ငချိန်မဲရှိကိုရှိကိုနှစ်ချိန်မဲရှိကိုရှိကိုအမကြောင့်မို့လို့ကုသိုလ်လုပ်တဲ့သူကိုတိုးတော့အဲ့တော့အမကလည်းကျွန်တော်တကယ်သာဓုခေါ်ပါရဲ့အဲ့တော့မင်္ဂလာစင်းနဲ့ပလာဆာတင်ကြီးစေးတွေပေါ့နော်ဒါလက်ကဖြန့်ဖြန့်ဖြန့်လာတဲ့ ကနေကိုဗစ်ကာလမှာဒါအကုန်လုံးလည်းပိတ်ရတဲ့ချိန်ကျတော့ဒါ live စလွင်ရပြီပေါ့အဲဆိုတော့ live လွင်တဲ့ချိန်မှာဟုတ်ကဲ့0 viewer စလွင်တဲ့နေ့မှာဆို viewer တယောက်အကြည့်တဲ့လူကကိုယ့်ရဲ့အကူတယောက်ပဲနောက် viewer နှစ်ယောက်ဆိုကြည့်တဲ့လူကကိုယ်ဝင်ထမ်းနဲ့အဲအဲ့လိုမျိုးလောက်ပဲရှိတယ်အဲ့ view တရားနဲ့ရောက်ရှိတော့စိတ်တက်မကြောက်ဘူး။ဆပ်ဇီမြောင်းကြတယ်ပေါ့။ငိုတာပေါ့။ကျောပေါ့။လွင့်ပြီးငိုတယ်လေ။ဘယ်လိုမှတရလဲ။လိုက်လွင့်ပြီးရင်တော့ကင်မရာရှိမှတော့ဟန်ဆောင်တော့ပေါ့နော်။အဲလိုက်လွင့်ပြီးတော့ကင်မရာလည်းအန်းလည်းနှိပ်ပြီးတော့ငိုတာပေါ့ကင်မရာကိုရမှာ။ အားရပါရဟိုဒီဘဝရေဖြတ်တန်းရှင်တော့မရှင်တော့ရှင်တော့အရန်ပြင်ပန်းနေတိရမလားဟိုလိုက်လွင့်ရတာအရန်မောတယ်ဒါပေမဲ့ဖြည်း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 ချင်းနဲ့နောက်ပိုင်းဆိုဆွန့်လွတ်တော့မယ်ဒီလိုက်တော့ကမလွင့်တော့ဘူးဒီ online ကိုမလွင့်တော့ဘူးကျိုးစဉ်းစဉ်းစားမိတိုင်းဒါပေမဲ့ comment ကနေမအီလိုက်မလွင့်သေးဘူးလားမအီပါပုံတစ်တွေရောက်လေဆိုရင်ရှိတဲ့ပုံလေးရောင်းလိုက်ပါမယ်ဆိုရောင်းရောင်းရောင်းနေအာနေပြီးတော့တစ်ယောက်ကနေနှစ်ယောက်နှစ်ယောက်ကနေတုံးယောက်အဲ့လိုလေးလေးပေါ့နော်အဲလိုက်ဒီလိုက်လွင့်တဲ့လောက၃၃နှစ် လေးနှစ်အတွင်းမှာပေါ့နော်အဲတော်မျိုးဟိုဟာဖြစ်တာဒါပေမဲ့တိတော့တာတကွာ online နဲ့ဒီဈေးလောကနဲ့ဘာကွာလဲဆို online ကဈေးလောကမှာတစ်နှစ်ရောင်းရမယ့်ဟာ online လောကမှာနှစ်ရက်လောက်ရောင်းရပြီအဲစူးစိုင်းစူးစားတို့လို့ကိုရတယ်ဆိုတဲ့ပုံစံမျိုးမှာတော့ online ဟို online ကအင်အားကြီးတယ်ဆိုတာလဲပြောပြချင်ပါတယ်လို့ တို့ရတာတော့မပြည့်တဲ့နာမှာတော့ပါဆိုချွန်ရရဲပါစားစားရဲပါချရဲ့တော့လေးများကြည့်ရင်ကြည့်နိုင်ပါရဲ့လူဝင်လေးသာမှာကျုံဆုံလာတဲ့နာကျုံတို့တော်တော်ပစ္စည်းများများကဒီနေရာနေရာတနေရာထဲမှာပဲရရဆိုတော့အဝင်ဝင်ဖြစ်သွားတော့ ဝယ်တဲ့သူတွေတက်လဲအဆင်ပြေရလို့မြက်ကတော့မြင်မိပါကြဟုတ်အမအမလည်းဂုံယူပါတယ်လို့ဒီထက်အများကြီးလည်းပို့ပြီးအောင်မြင်ပါပါလို့မြက်ဆုတောင်းပေးပါတယ်လို့ဟုတ်မအေးကငိုရရမ်းတော်ပြီးစ조사ရဲ့သူဆိုအရင်ပြောကြတော့မလို့ပါဘူးဒီကလုံးဝစ조사ဖို့ပဲအဆုံးစ조사ဖို့ပဲအဲ့လိုပါပဲဟုတ် online ဆို Facebook မှာအဲ့အောင်ပြေဆောင်အထက်လက်ကဆိုင် follower 8000 4000ရှိတဲ့ page ကို like like and follow လာလုပ်ပြီး TikTok လည်းရှိရမှာနော်နောက်ထပ်ဒီအာမန်လေးဆိုင်လိပ်စာဆိုလို့ရှိရင်34လမ်း83 84ချာအဲ့မှာအောင်ပြေဆောင်အထက်လက်ကလက်လီလက်ကဆိုင်ဆိုတာရှိရပေါ့နော်ဒါမန်လေးမှာဆိုလို့ရှိရင်လုံးဝ update ဖြစ်အောင်အမြဲတမ်းစုံလင်စွာတင်ပေးမှာဖြစ်တဲ့အတွက်လာဝင်းရံပေးပါအောင်လာပြီးအားပေးပါအောင်အားပေးရချိုးလဲလုံးဝနှက်စရပါမယ်လို့နော်ရန်ကုန်လိပ်စာလေးလည်းပြောလိုက်အောင်မယ်ရန်ကုန်လိပ်စာကကြောက်မြောင်းတီတာလမ်းအိမ်နံပါတ်3 အောက်မှာလည်းအောင်မေးဆောင်ဆိုင်ကမိုက်ဆိုင်ပါပဲလို့နော်။ဟုတ်ကဲ့ပါရှင်။